အနိုင်ကျင့်လို့ရှင်ဘလို့ဖြစ်တတ်တယ်လဲဆိုတဲ့ဇလန်းလေးတပုတ်ကိုသင်္ကန်းစာအဖြစ်မှတ်တမ်းတင်ပြီးတော့ကြည့်950ဇာတ်ထဲမှာအနိုင်ကျင့်တဲ့ပုဂ္ဂိုလ်ဟာနောက်တစ်ချိန်ကျတော့ဘလို့ဒုက္ခရောက်တယ်ဆိုတာပြောဘလို့ဒုက္ခရောက်တတ်တယ်လောကလူတိုင်းလူခါနိုင်နေတဲ့အချိန်မှာကျတော့သူအနိုင်ကျင့်တာပဲတနေ့ကျတော့အချိန်နေဆိုတာပြောင်းသွားတာသိတယ်လေနိုင်တော့ကအနိုင်ကျင့်ထားတယ် တချိန်ကျတော့သူဟာအနိုင်ကျင့်နိုင်တဲ့အားတွေမရှိဘူးဆိုတဲ့အချိန်မှာပျက်စီးဆုံးရှုံးတတ်တယ်ပေါ့ဒါကြောင့်မို့တန်ဝေကအလွန်ရစရာကောင်းတယ်ကိုကအသာစီးရနေတဲ့အချိန်ပေါ်မှာ သူများကို မဖိရဘူးအနိုင်မကျင့်ရဘူးအသာစီးရနေတဲ့အချိန်မှာကိုကညတာရမယ်ဆိုတဲ့လူရဲ့စိတ်နေသဘောထားတွေကိုလူတိုင်းလူတိုင်းဟာခံယူပြီးတော့ထားမှာဖြစ်တယ်ဒီဇာလန်းလေးကတော့သင်္ကန်းစာယူဖို့အတွက်ဟောထားတာပဲဖြစ်တယ် အဲ့ဒီမှာဒီတော်ကြီးတစ်ခုတည်းမှာဆင်အုပ်ကြီးကဖြတ်ပြီးတော့သွားတဲ့လမ်းကြောင်းရှိတယ်။အဲ့ဒီဆင်အုပ်ကြီးဖြတ်သွားတဲ့လမ်းကြောင်းမှာဒီစားကလေးတစ်ကောင်အဲအားမရှိတဲ့စားကလေးတစ်ကောင်အတိုက်ကလေးလှုပ်တာချုံပေါ်မှာအတိုက်ကလေးလှုပ်တာလှုပ်တာတော့အဲ့ဒီအတိုက်ထဲမှာဥလေးနှလုံးဥထား မကြခင်မဲ့အဲ့ဒီဥလေးနှလုံးကနေပြီးတော့စာပေါက်စာလေးတွေကလေးလေးတွေပေါက်လာခုဒီနောက်မှလည်းပဲရှိတာပဲတစ်ပင်ပေါ်မှာစာတိုက်ကလေးတွေနော်အဲ့ဒါလိုအတိုက်ကလေးလှုပ်ပြီးတော့ဥလေးတွေဥထားပြီးအကောင်သေးသေးလေးတွေအဲ့တော့စာကလေးဆိုတာသူ့မှာဘာအင်အားမှမရှိရှောင်သူ့ကလေးလေးတွေကိုသူကာကွယ်တယ်ဆိုတာမိထယုံမရှိတယ်ကျွေးခြင်းကျွေးမယ်အောင်းရင်အောင်းမယ်ဒါတော့ပဲရှိတယ်သူကဘာမှခုခံကာကွယ်တယ် သူ့မှာပြောင်းလဲမရှိဘူးဒါလည်းမရှိဘူးဟုတ်အဲ့ဒီလိုအခြေအနေမျိုးမှာဆင်အုပ်ကြီးကသူ့အတိုင်ရှိတဲ့ခြုံလမ်းကြီးကိုဖြတ်လာခဲ့ဆင်အုပ်ကြီးတက်လာတဲ့အခါမှာခေါင်းဆောင်ဆင်ကြီးရှေ့ကိုသူကသွားပြီးတော့အမှုရာနဲ့ဆင်ကြီးကိုပြောပြတယ်။ဘာပြောတော့ဆိုဝဏမိတံကုံစရတတ္ထိဟာယနာ စင်ဆိုတာအနှစ်60ရဲ့နောက်ပိုင်းမှာအင်အားတွေရောကျသွားတယ်တဲ့စင်ရဲ့အင်အားဟာအနှစ်60အတွင်းမှာပဲရှိအခုခေတ်စင်နေတော့ဘယ်လောက်ရှိတယ်တော့မသိဘူးစင်သမားမေးမှရမှာစာထဲမှာတော့တတ္ထိဟာယနာဆိုတာစင်ရဲ့အသက်60နောက်မှာရော့တယ်လူတွေလည်းပဲ60ဆိုရင်တော့ရော့သွားတာသိကြတယ်နော်60ကြော်သွားလို့ရှိရင်သူဟာအင်အားတွေရော့သွားတယ်။အာရိညကံယူထပတိယသတ္တိ သူကဆင်အုပ်ကြီးကိုခေါင်းဆောင်ပြီးတော့လာတဲ့ဆင်မင်းကြီးအဲ့ဒီဆင်မင်းကြီးကိုသူကပက်ခေဟိတံပင်စတိကံကရောမိအတောင်ကလေးနှစ်ဖက်ဖြန့်ပြီးတော့ဆင်မင်းကြီးကိုရှ िख ိုးပါတယ်မာမေဝတိပုတ်တကေထုတ်လာရအာမရှိတဲ့ကျွန်တော်မရဲ့တားကလေးတွေကိုမတတ်ပါနဲ့တခြားလမ်းကသွားပါဒီလမ်းကသွားရင်ဆင်ဆိုတဲ့အကောင်သွားရင်ဆင်သွားလမ်းဖြစ်လေ ခြုံကတက်နေသွားရင်ဒီကောင်းလေးတွေအကုန်သေးကြမှာအဲ့ဒါကိုသူကလမ်းကနေကြွတင်ပြီးတော့တောင်းပန်အဲ့လိုတောင်းပန်လိုက်တဲ့အခါကျတော့အမတန်အကျင်နာတရားရှိတယ်ညှာတာခြင်းရှိတယ်အနိုင်မကျင့်တတ်တဲ့စင်ကြီးကဘာပြောတော့ဆိုအေးစိတ်ချငါကာကွယ်ပေးမယ်ဆိုပြီးသူသားသမီးလေးတွေရှိတယ်ခြုံကိုသူကခွပြီးတော့ရပ်ထားလိုက် တခြားဆင်တွေကဘေးကနေရှောင်ထွက်သွားကြသူကနေပြီးတော့ဆင်ကြီးကအဲ့ဒီခြုံပေါ်မှာယက်နေလိုက်တယ်ယက်နေလိုက်တော့သူအတိုက်ဟာမပြည့်စည်တော့ဘူးဆင်အုပ်ကြီးကသူ့လမ်းသူ့သွားကြအဲ့ဒီလိုကာကွယ်ပေးလိုက်ပြီးတော့အားလုံးဆင်တွေကလွန်မြောက်သွားပြီဆိုတဲ့အခါကျဘာပြောခဲ့တုန်းဆိုအေးငါတို့နောက်မှာဆင်ကောင်လာလိမ့်မယ်အဲ့ဒီကောင်ကငါပြောတဲ့စကားနားထောင်မှမဟုတ်ဘူးငါနဲ့လည်းမတည့်ဘူး तू ကတကောင်နဲ့နေတာ မင်းအဲ့ဒီအကောင်ကိုလည်းသွားပြီးတော့တောင်းပန်လိုက်အောင်တောင်းပန်လိုက်ပါသူ့ကိုမင်းပေါ်မှာညှက်တာဖို့မင်းတောင်းပန်လိုက်ပါလို့ပြောလိုက်တဲ့အခါကျတော့အဲ့ဒီစာကလေးကစာငက်မလေးကသွားပြီးတော့တကောင်နေနေတဲ့သင်ွယ်စင်ကြီးလာပြီးအဲ့ဒီလမ်းကြီးတိုင်းဆိုင်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 ဒီလမ်းပေါ်ကဖြတ်မှာပဲသူလည်းလာတဲ့အခါသူကခုနလိုပဲဝဏမိတံကုံစရဧကစာရီ တူရဲနေတဲ့ဥစင်မင်းကြီးနော်အာရိညကံပပတတာရာနုခောဆရာတောအုပ်တောင်ဆောင်တွေပေါ်မှာချက်စားတဲ့တင်စင်မင်းကြီးကိုပက်ခေဟိတံပင်စကံကရောမိအတောင်နေနဲ့ဟိုအလေးပြုပါတယ်ရှ िख ိုးပါတယ်ဆလုလုပ်ပါတယ်ပေါ့ပြောတာပေါ့နော်ဆလုလုပ်ပါတယ်မာမေဝတိပုဒ္ဒကပုဒ္ဒကေဒုက္ခလာယ အဲအာမရှိတဲ့ကျွန်တော်မရဲ့တားငယ်ကလေးတွေကိုမသေးပါစေနဲ့မဖြက်စီးပါနဲ့ပြောလိုက်တယ်အဲ့လိုပြောတဲ့အခါကျတော့အဲ့ဆင်ကြီးကမျက်ထောင်နေကြီးနဲ့ကြည့်ပြီးမင်းပါပြောတယ်မင်းပြပြောတယ်ဆိုပြီးဝဋိတာမိတေလတုကိကေပုဒ္ဒကာနဲ့ဟေ့ငှက်မမင်းရဲ့သားတွေကအကုန်တတ်ပြစ်မယ်နော်မင်းရဲ့သားတွေကိုငါအကုန်တတ်မယ်ကိမ့်မွန်တုဝန်ကာဟတိ မင်းငါဘာတတ်နိုင်မှာလဲငါတတ်လိုက်ရင်မင်းငါကိုဘာတတ်နိုင်မှာဒုပ္ပလာတိမင်းမှာအားမရှိဘူးတတံသာတာနိပိတာရိတိနာမင်းလူငှက်တီအကောင်တသိမ့်မဲ့လာပါစေငါမမှုဘူးဝါမေနပါရိနပါဖောတယံဟောဒီငါခြေထောင်းနဲ့အကုန်နင်းခြေပြစ်မယ်ဆိုပြီးရဲရဲဆက်ဆက်အနိုင်ကျင့်ပြီးတော့မလောက်ပါနဲ့ဆိုတော့မှအဲ့ဒီခြုံကြီးကိုတခါတည်းနင်းခြေပြလိုက် ခြုံကြီးကိုဆွဲရံပြည့်ရုံနဲ့မကဘူးခြေထောက်နဲ့အကုန်နင်းချင်လိုက်တော့အဲ့ဒီမှာဟိုငက်မလေးကဝမ်းနဲ့ပန်းနဲ့တစ်ပင်တစ်ပင်မောကနေချိကလေးလေးတွေအကုန်သေးကုန်ပြီခြုံကြီးလည်းကျေမွသွားပြီဝမ်းနဲ့ပန်းနဲ့ချိနေရှာပြီးတော့သူကဘာလုပ်တော့ဘာပြောတော့ဆိုငက်ဆိုတော့အန်သာပါတော့ပါလာမပါလာအန်ကျိတ်တယ်ပေါ့လူတွေဆိုအန်ကျိတ်တယ်ပေါ့နော်သူက အဲ့ဒီငှက်ဒေါသဖြစ်ပြီးတော့သူဘာပြောလဲနာဟေဝတပ္ပထပလီနာကိစ္စအမြဲတမ်းအင်အားအသုံးပြုပြီးအနိုင်ချင်းလို့မရနိုင်ဘူးတဲ့လောကကြီးမှာနော်ငါအားရှိတယ်ဆိုပြီးတော့အနိုင်ချင်းချင်းလို့မရဘူးတဲ့ဗလန်ဟိပါလတ္တဝရာယဟောတိအင်အားဆိုတာဟာလူမိုက်တွေအတွက်သူတို့သိဖို့အတွက်သာဖြစ်လာ အားရှိတိုင်းအနိုင်ကျင့်ကြင်လို့မရဘူးတဲ့ခရိတာမိတေနာကကုံစရာသာအနတ္ထမင်းရဲ့အကျိုးမဲ့ကိုငါလုပ်မယ်ရောမေဝတိပုဒ္ဒဂေတုလာယအားမရှိတဲ့ငါရဲ့သားပေါ့သားငယ်သားသမီးငယ်လေးတွေကိုမင်းသတ်ပြစ်တယ်မင်းရဲ့အကျိုးမဲ့ကိုငါလုပ်ရမယ်ဆိုပြီးတော့အဲ့ဒီငှက်ကလေးကချိန်ဝါပြီးတော့သူကဘသူစီသွားတော့ဆိုရင်ကြီးတကောင်နဲ့မိတ်ဆွေဖွဲ့တယ် ကြီးကိုမိတ်ဆွေဖွင့်တယ်အဲကြီးကိုမိတ်ဆွေဖွင့်နောက်တစ်ခါရှင်မမင်းရင်ရှင်မရှင်ရင်ကောင်းကိုလည်းတွားပြီးတော့ရှင်မမဲရိုင်းကိုလည်းမိတ်ဆွေဖွဲ့တယ်ပြီးတော့ဖားတကောင်ကိုလည်းမိတ်ဆွေဖွဲ့တယ်မိတ်ဆွေဖွဲ့ပြီးတော့ခင်မင်းရင်းနေလာပြီဆိုရင်တို့ကမင်းဘာကူညီရမလဲတုံးနဲ့တူမေတ္တာဖြစ်လာပြီဆိုတော့ဘာကူညီရမလဲကြီးကိုသူကကူညီတောင်းတယ် ဟိုမှာစင်စိုးကြီးရှိတယ်ဒီလမ်းအမြဲသွားတယ်အဲ့တော့အခွင့်သာလို့ရှိရင်သူ့မျက်လုံးကိုနှုတ်သီးနဲ့ပေါက်အောင်နော်ဒဏ်ရာရတော့အောင်လုပ်ပေးပါနော်ဒဏ်ရာရတော့အောင်လုပ်ပေးပါမျက်လုံးနှစ်ဖက်စလုံးဒဏ်ရာရအောင်နှုတ်သီးနဲ့ဆိတ်ပေးပါလို့ကြီးကမပူနဲ့နဲ့ငါလုပ်ပေးမယ်ဆိုပြီးဆင်ကြီးအိတ်နေတဲ့အချိန်တို့မျက်လုံးနှစ်ဖက်ကိုဆိတ်ဖောက်တယ်အနာဖြစ်အောင်လုပ်လိုက်တာပေါ့ အဲ့ဒီလိုအနာဖြစ်လာပြီဆိုတဲ့အခါရှင်မမယင်းရင်ကမလုပ်တော့သူမလုပ်ပြရမလဲဆိုအဲ့ဒီထံရထဲမှာဥချပေးပါပေါ့ဆိုတော့ရင်မမယင်းရင်ကလည်းဥချပေးလိုက်တယ်နှစ်ဖက်စလုံးလောက်တွေကထိုးရှင်ကြီးကနောက်ဆုံးမှမျက်လုံးကွယ်သွားတယ်အဲ့ဒီမျက်လုံးကွယ်သွားတဲ့အခါကျတော့သူဟာသူသွားတဲ့လမ်းတဖြည်းဖြည်းအစာရေစာခက်ခဲလာတဲ့အခါကျတော့ရေရှာတယ် ရေရှာဖို့ရေရှိတယ်ဆိုတဲ့နေရာဖားကအတန်ပေးတာပေါ့တောင်ထိပ်တက်ပြီးတော့ဖားကအတန်ပေးတယ်ဖားတန်ကြားလိုက်တဲ့အခါကျတော့အင်းခါတိုင်းဖားလာကြားတဲ့နေရာရေရှိတယ်ဆိုဆင်ကြီးကလိုက်လာဖားတန်ကြားရစီလိုက်လာလိုက်လာတဲ့အခါဖားကပြုတ်ခနဲ့ဆိုအောက်ခြိုက်ထဲခုံချပြီးခြိုက်ထဲကအတန်ပေးပြန်တယ်အဲ့ဒီမှာဟာရေကဒီနားမဟုတ်ဘူးဖားတန်ကဟိုဘက်ကဆိုပြီးအောက်လည်းအဆင်းလိုက် ဆင်ကြီးဟာကျွံပြန်ကြသွားတယ်။တောင်ဆောင်ကနေပြီးတော့ကျွံပြန်ကြသွားတယ်။နော်။အကောင်ပေါက်ဆာလေး၃កောင်ကဝိုင်းပြီးတော့ဖန်နေလိုက်တာ။အားမရှိကြဘူး။ကြီးကန်းဆိုတယ်ဘာမှအားရှိတာမဟုတ်ဘူး။နော်။ဒီစာကလည်းဘာမှအင်အားရှိတာမဟုတ်ဘူး။ရှင်မမဲရိုင်းဆိုတယ်ဘာမှအားရှိတာမဟုတ်ဘူး။ဖားကလည်းဘာမှစွမ်းနိုင်တာမဟုတ်ဘူး။သို့သောသူတို့ဟာအကွက်ဆင်ပြီးတော့လုံးလိုက်တဲ့အခါဆင်ကြီးဟာဒုက္ခရောက်သွား သူတို့လုံရတဲ့ဆင်ကြီးဟာတောင်ပေါ်ကနေခြုံပြန်ကြပြီးတော့သိဆုံးသွားတယ်အဲ့ဒီမှာသူကဆင်ကြီးပေါ်မှာလမ်းလျှောက်ပြီးငါသားငါသမီးတွေကိုတတ်သွားတဲ့ဆင်ကြီးဆိုပြီးတော့ဝမ်းသာအားရသူ့ရဲ့တောကကိုပြန်နေဖြည့်ရှင်းတာပေါ့နော်ရံညှို့ဖွဲ့ပြီးတော့ရံပြန်လောက်တာပေါ့ဒါကြောင့်မို့ မြတ်စွာဘုရားကအဆုံးမှာကြတော့တတိပေးတယ်သူတို့ပူပေါင်းပြီးတော့ဆင်ကြီးတကောင်တေအောင်လောလဲကြတယ်ပတ္တဝေရတဝေရိဏရှံကိုယံနဲ့ပြန်ပြီးတော့တုံလိုက်ကြတယ်ဒါပေမဲ့လို့တဲ့ဒီလိုကလေစားခြေတာမျိုးမလုပ်သင့်ဘူးတသမာဟိဝေရံနကိရထအပိယနာပိကေနစီကိုယ်နဲ့မတည့်တဲ့လူနဲ့ပတ်သက်ပြီးတော့လည်းပဲအဲ့လိုဒုက္ခရောက်အောင်တော့မလုပ်သင့်ဘူးလို့ ရသော်ဗျာဆုံးမစကားမိန့်ကြားတယ်ပေါ့ဒီနေရာမှာရသော်ဗျာကအနိုင်ကျင့်ခြင်းရဲ့အပြစ်အခုလိုနောက်ဆုံးမှာဒုက္ခရောက်တတ်တယ်ပေါ့ဒါကြောင့်အဲ့ဒီလိုသူများဒုက္ခရောက်အောင်တော့မလုပ်သင့်ဘူးသို့တော့အနိုင်ကျင့်တာမကောင်းဘူးအနိုင်ကျင့်ခြင်းကြောင့်ဒုက္ခဒီအဖြစ်ဆိုးကိုကြုံရတာဖြစ်တယ်ဝေရဏကိရထအပိယေနပိကိနစီ ကိုယ်နဲ့ရန်သူပဲဖြစ်ပါစေဘု து ပေါ်မှာကလဲစားချေတာမျိုးမလုပ်သင့်ဘူးလို့မြတ်စွာဘုရားကဒီဇာလန်းကိုခေါ်ကြပြီးသင်္ကန်းစာယူခိုင်းတာပေါ့အဲ့တော့လောကမှာညာတာခြင်းဆိုတာကရုဏာတရားရဲ့သရုပ်ဖြစ်လို့အချင်းချင်းညာတာတဲ့စိတ်တည်းမွေးမေတ္တာကရုဏာတရားတွေကြီးမောင်းလုပ်ပြီးတူတူညာတာတဲ့စိတ်တည်းလူတွေရဲ့ဂုဏ်သိက္ခာအနေနဲ့ထိမ့်သိမ်းဆောင်ရှောက်ကြပြီး အနိုင်ချင်းချင်းဆိုတဲ့မကောင်းတဲ့စိတ်ဓာတ်မျိုးတွေကိုကိုယ်တဏ္ဏမှာမရှိအောင်ဖယ်ရှားကြရမှာဖြစ်ပါတယ်တရားချိတ်ခင်သူတော်စင်ပြိဿပေါင်းတို့အနိုင်ချင်းချင်းနဲ့ညှာတာချင်းဆိုတဲ့အရာနှစ်ခုဟာအနိုင်ချင်းချင်းဟာအလွန်မကောင်းတဲ့ဆိုးဝါးတဲ့စိတ်နေသဘောထားဖြစ်ပြီးလောက်ရက်ဖြစ်ပြီးညှာတာချင်းဟာအလွန်ကောင်းမြတ်တဲ့ကရုဏာတရားရဲ့တရုပ်ဖယ်ဖြစ်တယ်ဒါကြောင့်တို့တွေတွေဟာအနိုင်ချင်းချင်းဆိုတာဘယ်ခါမှမလောက်ဖဲ ညာတာခြင်းဆိုတဲ့သဘောတရားငါတို့တဏ္ဍမှာမေတ္တာအခြေခံပြီးတော့ယဉ်တဲ့နှလုံးထဲကဒီအနိုင်ကျင်ခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ဒေါသတရားကို ရှင်းပြကြမှဖြစ်မယ်လို့ကိုစီကိုစီမှတ်သားပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာရှင်းသုံးနိုင်ကြပါစေကုန်သတည်း